ကတော့သမီးတို့မင်္ဂလာပါဒီချေကတော့တတိယတန်းဇာဟိတကိုတင် जा ပေးမယ်ဒီချေပြူထိုက်ပဲဖြစ်ပါတယ်ဒီချေဒီနေ့ပြောပြသွားပေးမယ်အကြောင်းအရာလေးကတော့ငယ်ရွယ်သူအားညာတတနာဆိုရဲအကြောင်းအရာလေးပဲဖြစ်ပါတယ် ားတို့သမီးတို့မှာမောင်လေးညီမလေးရှိတယ်ဒါမှမဟုတ်မရှိဘူးဆိုရင်လည်းတားတို့သမီးတို့ထက်ငယ်တယ်မောင်လေးညီမလေးတွေကိုဘယ်လိုမျိုးညာတာတနာအမယ်ဆိုရဲအကြောင်းအရာလေးပဲဖြစ်ပါတယ်ဒါဆိုရင်ဒီချက်ကဘယ်လိုမျိုးညာတာတနာမလဲဘယ်လိုမျိုးကူညီပေးရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြောပြသွားပေးပါမယ် ချက်ပြောပြပေးမယ့်အကြောင်းအရာလေးထဲမှာတော့မောင်မောင်နဲ့တီတီဆိုပြီးတော့မောင်နှမနှစ်ယောက်ရှိပါတယ်။အဲဒီမောင်နှမနှစ်ယောက်ကသူတို့ကစားနေကြနေရမှာတငယ်ချင်းတွေနဲ့အတူတူသွားပြီးတော့ကစားကြတယ်။ကစားပြီးတဲ့အခါမှာတော့မောင်နှမနှစ်ယောက်ကသူတို့ချွတ်ထားတဲ့ဖက်နယ်လေးကိုမတွေ့တော့ဘူးတဲ့။အဲ့ဒီအချိန်မှာပဲအကိုကြီးတယောက်ကရောက်လာပြီးတော့မောင်မောင်နဲ့တီတီတို့ရဲ့ဖက်နယ်လေးကိုလိုက်ရှာပေးတယ်တဲ့။လိုက်ရှာပေးပေမဲ့လည်းမတွေ့တော့ပါဘူးတဲ့။ အဲ့ဒါနဲ့ပဲအဲ့ဒီအကူကြီးကနေပြီးတော့မောင်မောင်ကိုကတော့သူ့ရဲ့ဖက်နှက်ကိုပေးလိုက်တယ်တီတီကိုကတော့တဲ့ခြီးပြီးတော့မောင်မောင်နဲ့တီတီတို့ရဲ့အိမ်ကိုပြန်ပို့ပေးလိုက်ကြပါတယ်တဲ့အိမ်ပြန်ရောက်တော့တဲ့မောင်မောင်နဲ့တီတီတို့ရဲ့အမေကဘာကြောင့်ဖက်နှက်ပျောက်သွားတာလဲလို့မေးခဲ့တယ်တီတီကဘာပြောရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲမောင်မောင်ကတော့တားကြောင်မှမိမိညီမလေးကိုတားခေါ်သွားတာပါဖက်နှက်ကိုချုပ်ပြီးကစားလိုက်လို့ပါညီမလေးမှာ အပြစ်မရှိပါဘူးဒါအပြစ်ပါမိမိလို့ပြောလိုက်ပါတယ်။နောင်လျားစပြီးတော့မောင်မောင်ကသူ့မို့ဖိုးထဲကနေပြီးတော့နည်းနည်းချင်းစီစုပြီးသူ့အတွက်ရောတည်တည်အတွက်ပါဖက်နဲ့ဝယ်ဖို့စိတ်ကူးလိုက်တော့တယ်။မောင်မောင်ကညီမလေးကိုတော့ကို့မို့ဖိုးကိုမုံဝယ်စားပါညီမလေးအတွက်ပါ ကိုကိုစုပေးပါမယ်လို့ပြောလိုက်တယ်တဲ့။အဲ့ဒီအချိန်မှာပဲတီတီရဲ့စိတ်ထဲမှာညီမလေးပေါ်ကိုဂယူးဆိုင်တဲ့ကိုကိုတယောက်ရှိတာတိတ်ကိုကျေးဇူးတင်မိတယ်လို့တွေးလိုက်မိတယ်။ ။တနေ့ကျတော့တတီတီတို့မောင်နှမနှစ်ယောက်တငယ်ချင်းတွေနဲ့အတူတူအเจ้าကနေပြန်လာခဲ့ကြတယ်တဲ့။အเจ้าကနေပြန်လာတဲ့အချိန်မှာပဲမိုးကလည်းတဲကြီးမဲကြီးရွာတော့တာပေါ့။အဲဒီအချိန်မှာမောင်မောင်နဲ့တတီတီနဲ့နှစ်ယောက်စလုံးမိုးရီတွေဆူဆွဲသွားကုန်ကြတယ်တဲ့။အဲဒီအချိန်မှာအမကြီးတယောက်ကရောက်လာပြီးတော့မောင်လေးနဲ့ညီမလေးတို့ဟူနာကတဲထဲမှာခဏမိုးခိုကြရအောင်လာကြလာကြမိုးနေနေဆဲမှာပြန်ချမယ်လို့လမ်းခေါ်လိုက်ပါတော့တယ်။ မိုးဆူနေတဲ့တီတီတို့အားလုံးရဲ့သပင်တွေကိုသူ့လွယ်အိတ်ထဲကလက်ကင်ဘွားလေးထုတ်ပြီးတော့တယူတရနဲ့တုပ်ပေးလိုက်တော့တယ်မိုးဆဲတော့မှပဲတီတီတို့ကိုအိမ်ပြန်လိုက်ပို့ပေးလိုက်ပါတယ်တဲ့တီတီစိတ်ထဲမှာတော့အဲ့ဒီအမကြီးရဲ့အပြုအမူတွေကစွဲကြံနေရခဲ့တာပေါ့ကွယ်ဒီချေအခုပြောပြသွားပြတဲ့အကြောင်းအရာလေးမှာမောင်မောင်နဲ့တီတီဆိုပြီးတော့မောင်နှမနှစ်ယောက်ရှိပါတယ်ကဲမောင်မောင်ကသူ့ညီမလေးကိုဘယ်လိုကယူဆိုင်လဲ ွန်းညီမလေးမပြောရတဲ့စကားကိုသူက အကိုကြီးတယောက်အနေနဲ့ဘလို့မျိုးမိမေကို ပြန်ပြီးတော့ရှင်းပြပေးတယ်လေဒါမျိုးလေးတွေကိုငယ်ရွယ်သူတွေအပေါ်မှာ အကိုကြီးတွေအမကြီးတွေကဘလို့မျိုးဂယူဆိုင်ဆောင်းလျှောက်ပေးလဲဆိုတာကိုသားတို့သမီးတို့သိသွားလောက်မှာပါဒီချက်ရဲ့ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲနောက်သင်ခန်းစာမှာသားတို့သမီးတို့နဲ့ပြန်လဲဆုံတွေ့ပါမယ်